ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုယ်တတိထားပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒရှိတဲ့နာဟိနာပရိသံဝီလောမဏိနာပရိသံကတံကတံတဲ့သူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နာပရိသံဝီလောမဏိဝီလောမဏိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ ကတကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့ဒီလိုဆိုလို့ရနော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကို့မှာအမှုတုဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုနပရိတံဝိနောမဏိနပရိတံကတကတအတနောဝအဝိခယကို့ကိုပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်အော်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်ဒါလေးကိုသတိထားဖို့လို့နော် အကုသိုလ်ဆိုတာလွယ်လွယ်လေးနဲ့ဖြစ်